မင်္ဂလာပါရှင်ကျွန်မတေကာဝါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့ဂျွန်လ17ရက်နေ့ကစတင်ပြီးမင်္ဂလာပင်လယ်အနောက်လေပိုင်းမှာအထက်လေပွေလိုင်း UACC တစ်ခုဖြစ်လာနိုင်တဲ့ကြောင်း ပုံမအကောင်းလာနိုင်ပြီးတော့လေပြင်းအားနဲ့ရောင်ဝအစင်ထိရောက်နိုင်တဲ့အကြောင်း ECNWF ကဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းတွေ့ချက်မှုမှာတော့ဂျွန်လ15ရက်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း60ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြထားကြောင်းတွေ့ရပါတယ်။လက်ရှိကြိုတင်ခန့်မှန်းချက်တွေရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ရခိုင်ကမ်းရမ်းဒေသတွေအပါအဝင် AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမူပြီးနေကရင်ပြည်နယ်နဲ့တရနိုင်တိုင်းတွေမှာဂျွန်လ12ရက်ကစလို့မိုးအားပြန်ကောင်းလာနိုင်မယ်လို့တွေ့ရပါတယ်။ဂျွန်လ17ရက်12ရက်နဲ့နောက်ပိုင်းရက်တွေအတွင်းမှာပင်လယ်ပြင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ထူးခြားမလို့တာအခြေအနေရှိနေတာကြောင့်လေးရဲ့ကြိုတင်ခံမှတ်ချက်တွေတင်ပေးထားတဲ့မလို့တာဝက်ကတ်တွေကိုစောင့်ကြည့်ကြပြီးတော့ကိုနေထိုင်ရာဒေသရဲ့မလို့တာအခြေအနေကိုစောင့်ကြည့်ကြစေခြင်းနဲ့လို့မလို့တာသူတေတေအွန်လိုင်းကဂျွန်လ9ရက်နေ့ဒီနေ့မနက်7:00နာရီခွဲချိန်မှာကိုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ9ရက်နေ့မြန်မာစံတော်ချိန်ဗနက်7:15မိနစ်အချိန်ကမှာတော့ကချင်ပြည်နယ်တနိုင်းမြို့အနီးမြောင်းနယ်105ကီလိုမီတာကိုဗဟိုပြိုးပြီးအင်အားရတာစကေ၄.၄အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေနယ်တစ်ခုလုကတ်ခဲ့ပါတယ်။ငလီဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုတွေညှို့နေစေဖို့အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့အသိပေးလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဇွန်လ9ရက်နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်အော်မှာတိမ်တင်းတင်းကနေတည်တူတက်ပြီးတော့ မိုးတုံလေအားကောင်းရကလည်းအားလုံးကောင်းပါတယ်ပင်လယ်ပင်ချင်းလေးကရခိုင်ကမ်းရံမြဝချုံမဒေသနဲ့မိုးဒမခွေမှာတော့ဒီဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းတင်တဲ့ရှိပါမယ်။တရင်းနိုင်ကမ်းရံဒေသမှာတော့လေဟာအနောက်ဘက်ကနေတနအီ15မိုင်ကနေ25မိုင်ထိတိုက်ခတ်ပြီးလှိုင်းကြည့်ပါမယ်။မိုးချင်းလေးကတော့သကိုင်းတိုင်အထက်ပိုင်းမန်လေးတိုင်ရန်ကုန်တိုင်အေရီတိုင်တရင်းနိုင်တိုင်ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအနှံ့ပြမိုးတက်ချုံရွာသွားပါမယ်။နေပြီးတော့ပဲခူးတိုင်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ခရီးနေပြည်နယ်မှာတော့ ော့နေရာစိတ်စိတ်မုထေကျော်ကျွာတော့ပဲစကိုင်းတိုင်းအောင်ပိုင်းနဲ့မကွေးတိုင်းမှာတော့နေရာကွက်ပြီးမုထေကျော်ကျွာတော့နိုင်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ9ရက်နေ့ဒီနေ့ညနေ၄နာရီချိန်နေစဉ်မလို့သားတဲ့ကိုဖော်ပြပြပါမယ်။ဘင်္ဂလားပင်လောအချိန်ကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လောမှာမုတ်တုံလေးအာတန်တဲ့ရှိနေပါတယ်။နဗတ်မနက်ချိန်ဒီခံမှန်းချက်မှာတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်း၊ပင်ရပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲဘိုးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပင်နယ်နဲ့ရှမ်းပင်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာဆွေးဆင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ ြည်နယ်တွေမှာနေရာအနှံ့ပြောင်းမုထိတ်ကြုံရွာသွားမှာမယ်။ရွာရအောင်ပြည်ဖြစ်ပါတယ်။မုထိတ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊ဘကိုးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊အရာတိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊မော်ပြည်နယ်၊ဝခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမုထိတ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အစောပိုင်းမုထိတ်တောင်ရွေးချယာနေရာတခြားမှာတော့မိုးရွာသွန်းတော်ရိုင်းနဲ့အတူတူလေပင်တွေတိုက်ခတ်တာမုထိတ်ကြုံတာမိုးကြိုးပြစ်တာလျင်စီလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။ မြန်မာပြည်နယ်ပြည်မြန်မာကံရံတခြားနယ်ကားတော်ပြည်နယ်ပြည်မှာတစ်ခါတည်းရမိုးသက်လေပြင်းကြာရောက်ပြီးလှိုင်းတင်းတဲ့ကနေလိုက်ကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်မှာရေပြင်းမြေပြင်းနေပြင်းဟာတနအီကိုမိုင်30ကမိုင်30ဒီတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြန်မာကံရံတခြားနယ်ကားတော်ပြည်နယ်ပြည်မှာ10ပေကနေ10ပေကရှိပါမယ်။ နောက်နေ့အတွက်ခမန်းချက်ကတော့ကပ်လီပင်လေပြင်းနဲ့ဘင်္ဂလားပင်တို့အရှိတောင်ပိုင်းမှာမုတ်တုံလေအားတင်းတင်းကနေအားကောင်းပါမယ်။နေပြောင်းတဲ့နေတော့အတွက်မက်ဖန်နဲ့ဂျယ်ဒီခမန်းချက်ဟာနေရာကွာကြောင့်မုတ်တေချုံရွာပေါ်ပါမယ်။ရွာရံရောင်နှုန်းပြဖြစ်ပါတယ်။ရောင်မျိုးနဲ့နေတော့အတွက်မက်ဖန်နဲ့ဂျယ်ဒီခမန်းချက်ဟာနေရာကွာကြောင့်မုတ်တေချုံရွာပါမယ်။ရွာရံရောင်နှုန်းပြဖြစ်ပါတယ်။မန်လေးမျိုးနဲ့နေတော့အတွက်မက်ဖန်နဲ့ဂျယ်ဒီခမန်းချက်ဟာနေရာကွာကြောင့်မုတ်တေချုံရွာပေါ်ပါမယ်။ရွာရံရောင်နှုန်း80ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မိုးများတဲ့နေရာတွေမှာပါမိုးရောကနေသာလာနိုင်ပြီးတော့ဒီနေ့ကစပြီးတော့နောက်သောရက်အတွင်းနေပူချိန်တွေမြင့်တက်လာကအဆက်ဆက်ဖြစ်လာနိုင်ပေမဲ့တချို့နေရာတွေမှာတော့မနက်နေသာညနေမိုးရွာဆက်ဖြစ်နေနိုင်တဲ့အကြောင်းပေါ်ပြပေးပါမယ်။ဒီကြောင့်မလို့သားဦးဝေပြူဟာကတော့9ရက်6လ2025ရက်နေ့မနက်7:15မိနစ်အချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။စကန်နယ်ဒေသကြီးအောင်ပိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတွေမှာနေရာဆင်းဆင်းမိုးရွာသွားပါမယ်။ကိုရိုင်းဒေသကြီးချင်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့နေရာချင်းချင်းမိုးရွာ ော့တမနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနှဲပူချိန်မြင့်တက်လာတာအိုက်ဆက်ဆန်ဖြစ်လာပြီးတော့ညနေပိုင်းမှာနေရာကွက်ကြားမိုးနေငယ်လောက်သာရွာသွန်းနိုင်တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီးတော့လည်းကော့နယ်ဆိုင်မြည်ရီအာစင်းနဲ့တပ်မှန်တော်ကြော်ပြီးတော့မြင်ကားမစားဖို့တရစ်ပေးတဲ့အကြောင်းဖော်ပြပေးပါမယ်ရှမ်းပြည်နယ်အရှိမရှိတဲ့ဝါတက်နယ်ပေါင်းပြီးတော့တရုတ်ကုမ္ပဏီတွေရွှေနဲ့သက်တို့တို့ပေါ်နေလို့ဒီဒေသကိုမြေဖြောက်ကန်ကထိုင်းနိုင်ငံအတွင်းစီးလာတဲ့ကော့မြင့်နဲ့ဆိုင်မြည်ရီအာစင်းနဲ့တပ်ပေါင်းဝင်မှုတပ်မှန်ဆန်တော်တက်ကြော်နေလို့ ညင်ငားတွေစားသုံးတာရှောင်ကျင်ဖို့ထိုင်းပတ်ဝန်းကျင်ညဉ့်ညမ်းမှုထိန်းချုပ်ရေးဌာနညွှန်ကြားမှုချုပ်ကယမန်နေ့ကတရေပေးလာပါတယ်။စိုင်မြင့်နယ်ကောမြင့်ရေးရည်သွေးကိုအခုနှစ် March April မေလတွေမှာချင်းမိုင်ချင်းရိုင်ခရိုင်သုံးနေရာခွဲပြီးတော့သုံးချိန်တိုင်တိုင်းစစ်ဆေးကြရမှာအဆက်မပြတ်ဆန်နှုံးကြော်နေတာကိုတွေ့ရတော့ဒီထက်ပိုလာရင်တော့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အကြောင်းတိုင်းတာရရှိတဲ့ကိန်းကတန်းနေတဲ့တကွာ3 reporter ကဆိုပါတယ်။ အလားတူပဲအနေကျမြေရွာကိုမတ်နယ်အီဗင်လာကစစ်ဆေးရမှာအာဆင်နဲ့အဆန်လုံးကြော်နေတဲ့အကြောင်းကော့မြစ်နယ်ဆိုင်မြတာမကမဲခေါမြစ်ဒီပါတက်ရောက်တဲ့အတွက်မြေပေးနေပြည်သူတွေငါးဖန်းတာရေရွက်ပစ္စည်းစားသုံးတာရက်ဖို့သတိပေးရမှလို့လဲဆိုပါတယ်ဒါအတွက်မြေဖြားခံရနေရမှာရှိတဲ့တထုတူပေါ်ကြီးကိုရက်တန်တာကအကောင်းဆုံးဖြစ်ရှင်မှုနည်းဖြစ်ကြောင်းလည်းပဲဆိုပါတယ်ဒီနေ့မှာတော့ချင်းရိုင်ဒေသခံတွေကမြမဘချမ်းကတထုတူပေါ်နေကိုရက်တန်ဖို့ဆန္ဒပြတောင်းဆိုကြတယ်လို့မဲဆိုင်မြို့မဲဖလုံး ။ဥယျာဉ်မှာလည်းပဲစူဝေးကကောမြင့်နယ်ဆိုင်ပြည်ရည်ညံ့မှုကိုလူလူနယ်ပညာရှင်တွေမီဒီယာတွေပေါဝင်ကထုတ်ဖော်ပြောဆိုမှုတည်ရပြလို့ဖြစ်ပါတယ်။အလားတူပဲကောမြင့်အစိမ့်တဲ့မှုပြဿနာဆွေးနွေးပွဲမှာကာဆက်ဆတ်တက်တူလူမှုသိပ္ပံဖက်ဗီယာတမိုင်းဌာနကပေါမောက်ခါဒေါက်တာလလီတာကတရုတ်ရင်းနှီးပါတဲ့နေဆက်ဖြတ်ကျော်ပြဿနာတွေကိုရပ်တန့်ညှိနှိုင်းမှုမပြုရင်အနာဂတ်မှာပိုပြီးတော့ပြင်းထန်လာနိုင်လို့ထိုင်းစိုးရအနေနဲ့အဆိုပါပြဿနာကို ကျန်ငါးဝင်အစဉ်လုံးကျုံရေးချင်းချမှုအပြင်သတ်မှတ်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မြန်မာအပါး၁၂နိုင်ငံအမေရိကန်ပြည်ဝင်ခွင့်ပေးတဲ့ကြောင်းဖော်ပြပေးပါမယ်။မြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်း၁၂နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံကိုလာရောက်ခွင့်ပေးပင်တဲ့ကြောင်းအေဗျူရောကယမန်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့အလဲပတ်ဗီဇာ၊ကျောင်းစားဗီဇာတွေနဲ့လာရောက်ပြီးတော့ရဲကျော်နေထိုင်မှုများပြသလိုအမေရိကန်ဥရေယာနိုင်ငံသားပယ်ပြန်ကမိဘနိုင်ငံပြန်ပို့မှုတွေမှာပူးပေါင်းဆောင်ရွက်မှုအားနေတာကြောင့်လည်းပဲအခုလိုပြည်ပြင်ရတာဖြစ်ကြောင်းတောင်းဆိုပါရစေ။နယ်တလောပြည်ပြင်ခံရတဲ့နိုင်ငံတွေဟာအာဖဂန်နစ္စတန်၊မြန်မာ၊ချက်၊ကွန်ဂို၊အီကွေတိုရီယယ်၊ကီနီးယား၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆိုမာလီယား၊ဆူဒန်နဲ့ယီမင်တို့ဖြစ်ပြီးတော့ ဒေါ်ကျော်ရေးစိုးရရတဲ့အခြေအနေကိုအကြောင်းပြုပြီးဖိတ်ပင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အခုနှစ်ဇန်နဝါရီလ20ရက်ကစလို့အမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနအမိမြေလုံခြုံရေးဌာနနဲ့အမေရိကန်ထောက်လိုင်းရေးဌာနတို့ပူးပေါင်းပြီးတော့အမေရိကန်နိုင်ငံအပေါ်အန္တရာယ်ပြုနိုင်တဲ့နိုင်ငံစင်းကိုပြုစုရမှာသမ္မတထရန့်ကညွှန်ကြားခဲ့ပြီးတဲ့နောက်အခုထုတ်ပြန်ချက်ထွက်လာတာပါ။မြန်မာနိုင်ငံသားတွေကအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်ပိတ်ပင်ရတာဟာအမေရိကန်နိုင်ငံမှာတက်တန်းလွန်ဗီဇာနဲ့နေထိုင်တဲ့သူတွေများပြားလာကြအောင်ဖြစ်ပြီး B1, B2 ဗီဇာနဲ့ တက်တန်းလွန်နေထိုင်မှုဟာ29.39ခွန်ရာခိုင်နှုန်းရှိပြီးတော့ FM နှစ်ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှုတွေဟာ42.1ခွန်ရာခိုင်နှုန်းကျော်ရှိတယ်လို့အင်ဘူရောရဲ့ထုတ်ပြန်ချက်မှာလည်းဖော်ပြထားပါတယ်။ဒီချိန်ညာချက်အရအရေးယူပေးဆိုမှုခံရတဲ့ဆင်းနေမှာရှိတဲ့နိုင်ငံသားတွေတဲကအမေရိကန်မှာဥရင်နဲ့အညီရှိနေတဲ့အမြင့်တဲ့နေထိုင်တဲ့သူတွေတက်တန်းမကုန်သေးတဲ့ဗီဇာကင်ဆောင်ထားသူတွေတချို့ဗီဇာအမျိုးအစားကင်ဆောင်ထားသူတွေနဲ့အမေရိကန်ရဲ့အကျိုးစီးပွားအတွက်အကူအညီပေးဖို့ရောက်ရှိနေတဲ့သူတွေကိုတော့ ကဲလောက်ခွင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ကဘာမှာဖြစ်ပျက်ပြောင်းလဲနေတဲ့လုံခြုံရေးဆိုင်ရာချင်းချောက်မှုအခြေအနေတွေပေါ်မူတည်ပြီးတော့အစိုးရပြည်ပြည်မှုစီဝင်နိုင်ငံရေးအတွက်ထပ်တိုးလာနိုင်ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေဟာပြည်ပကိုတိန်းချောင်နေရတာဖြစ်ခဲ့ပြီးတော့လေးလာသူတွေရဲ့အဆိုအရတော့2025ခုနှစ်မှာအမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသား9သိန်းခန့်ရှိတယ်လို့လည်းဆိုကြပါတယ်။